အားလုံးပဲမင်္ဂလာပါဒူဒူဂိမင်းကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Aspiron 4.0 Skin တစ်ကောင်ရဖို့ကိုဘယ်လိုခေါ်ရမလဲဆိုတာကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစားသိခင်မှာဒူဒူရဲ့ channel လေးကို subscribe လုပ်ရတယ်ပြီဆိုရင် subscribe လေးလုပ်ပေးကြကြပါဦးပထမဆုံးဒီ Aspiron 4.0 event ကြီးကတော့ရဲ့နေ့မှာထွက်လာတာကိုမိတ်ဆွေတို့သိပြီပြီလို့ထင်ပါတယ်ခင်ဗျာ fish တောင်းကန်တွေကတော့ pis 1က10လပိုင်း10 almost 10ရဲ့နေ့မှာရောက်လာမှာဖြစ်ပြီးတော့ pis 2ကတော့19ရဲ့နေ့မှာရောက်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ pist ခိုးစီတိုင်းမှာ fee တုံးကန်16ခက်စီရမှာပဲဖြစ်ပါတယ်ဗျ pist 1နဲ့ pist 2ပေါင်းမယ်ဆိုရင် fee တုံးကန်အနေနဲ့32ခက်ထိရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်1 draw နဲ့တန် draw draw နေတဲ့မျိုးပေါင်းဝင်လာမှာဖြစ်ပြီးတော့1 draw ကို diamond 130တန် draw ကိုတော့ diamond 2100ကိုကြမှာပဲဖြစ်ပါတယ်ခင်ဗျာ1 draw မှာဆိုရင် daily discount ရှိတာမလို့တရက်ကို diamond 105လောက်နဲ့လဲလို့ရမှာဖြစ်ပြီးတော့တန် draw ကတော့1050ဒီ1050ကပထမဆုံး ဆယ်ချိန်ပဲရတာပါဗျာနောက်ပြီးဒီ event ကဘင်ကွန် event ပေါ့နော်ဘင်ကွန် event ဖြစ်တဲ့အတွက်ကြောင့်လက်မဆိုရင်တော့အကျည်ရေ90လောင်းကိုမှန်းထားပါဗျာဒါမှလည်း skin တကောင်ရောက်ဖို့ကတေချာလို့ပါဗျာ price pool ကိုတော့ဒကူတကကြီးမပြောတော့ပါဘူးဗျာဒါဆိုဘယ်လိုလဲရမလဲဆိုတော့ကိုကြည့်လိုက်ရအောင်ဒီဘင်ကွန် event တွေကစစလာတဲ့နေ့တွေပါလဲစရာမလိုပါဘူးဗျ free တောင်းကန်လာတဲ့ခါကြမှာလဲလဲရတာမျိုးပါ ဘယ်လိုမျိုးလဲဆိုရင်မိတ်ဆွေတို့ကအောက်တိုဘာ10ရက်နေ့မှာ Face Down ကပစ်စ်ဝင်လာတဲ့နေ့မှာဒိုင်မွန်250ထည့်ရမှာဖြစ်ပြီးတော့10ရက်နေ့အဲ့ဒီနေ့မှာပဲတစ်ကြိမ်လဲမယ်နောက်17ရက်နေ့မှာလည်းတစ်ကြိမ်လဲမယ်17ရက်နေ့မှာလည်းတစ်ကြိမ်လဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒိုင်မွန်250တောင်းမက်စတာကပြည့်သွားမယ်ပေါ့နော်တက်စကာပြည့်သွားတာဖြစ်တဲ့အတွက်ကြောင့် Face Down အနေနဲ့16ကရရမယ်အဲ့ဒီ16က နဲ့အချက်မှာ၃ချိန်လက်ထားတာလည်းပေါင်းလိုက်မှဆိုရင် page 1မှာတင် draw နေနဲ့၁၉ချိန်ရနိုင်ပြီပဲဖြစ်ပါတယ်ဗောနော် page 2 page 2မှာလည်း page 1ကအတိုင်းပဲ October 19ရက်နေ့မှာတိုင်မိုနေ50ဖြစ်မယ်အဲ့ဒီမှာပဲ၁ချိန်လက်မယ် session အဲ့ဒီမှာလည်း၁ချိန်၁၉ရက်နေ့မှာ၁ချိန်အဲ့ဆိုရေတိုင်းဝန်ရ50တောင်းရမယ် task ပြည့်ပြီးတော့ free တောင်းခံနေနဲ့16ခဲ့ရမယ်အချိန်မှာ3ချိန်လိုက်လာတာဖြစ်တဲ့အတွက်ကြောင့် page 2မှာလည်းအချိန်ရင်းနေနဲ့19ချိန်ဖြစ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့် page 1နဲ့ page 2မှာချိန်အနေနဲ့38ချိန်ရနိုင်ပြီပဲဖြစ်ပါတယ်ဗျဒီ scan ကောင်ရဖို့ဆိုတော့ချိန်50လောက်ဆိုတော့ channel 72ချိန်ကိုဘယ်လိုလဲရမလဲဆိုရင် message တော့ဒီမှာ task တွေလုပ်ရင်လည်း free တုံးကတကက်ကိုထပ်မရရှိအောင်မှာပဲဖြစ်ပါတယ်ဗျဒါဆို channel တွေတဲ့72ချိန်ဘယ်လိုလဲကြမလဲသားလည်းချင်းပါတယ်ဒီအချိန်36ချိန်မှာ message တို့မှာရှိပြီသားတွေလည်းပြန်ပြီးပေါက်နိုင်တည်တယ်ဗျ ဒီ event လေးကိုဖောက်တယ်မိတ်ဆွေတွေဆိုရင်သိကြမယ်လို့ထင်ပါတယ်ဒီစေချိန်ပြည့်ရီ piece skin တို့မဟုတ် piece skin ထဲပို့ကောင်းတာပေးမယ်လို့ဒါပြောတာလာပါတော့ဒါပေမဲ့တကယ်တကယ်ပေးတာတော့ချိပီသားတွေပဲပြန်ပေးတာများတယ်ပေါ့နော်ဒါကြောင့်မလို့ဒီအချိန်39ချိန်မှာချိပီသားတွေပြန်ပေါလို့ free token ပြန်ပြောင်းတော့တာကိုအနည်းဆုံးနဲ့ပဲတော့ဗျာအနည်းဆုံး၅၅ကက်နဲ့ပဲတော့ဗျာဒါဆိုမိတ်ဆွေတို့ပါနောက်ထပ်ဆက်လက်ရဖို့ရှောက်ချိန်ပဲကြံပါတော့တယ်တချို့ဆိုရင်၄ချိန်၅ချိန်လောက်ပဲကြံနေမှာပါ ထားပါ6ချိန်ပဲကျန်တော့တယ်ဆိုပါဦးဒီ6ချိန်ကိုမက်ဆေ့တို့က daily discount နဲ့တစ်ရက်ကို1ချိန်စီလဲလိုက်ရအောင်ပါဗျာဒါဆိုချိန်အနေနဲ့50ပြည်နေပေါ့နော်ဘင်ကိုကလည်းခကြရေးတန်းနေတာပါကြီးဗျာဒါမှမတန်းနေဘူးဆိုရင်လည်းမက်ဆေ့ကကန်ဆုံးဆုံးလဲပါနေလို့လားသတ်မှတ်လိုက်ပါဗျာဒါမှမဟုတ်လည်းဆက်လုပ်လို့ရပါတယ်ဆက်လုပ်အောင်နေကတော့ဆက်လက်ရမှာပါအဲ့ဒါတော့ရှင်းပါလေတန်းတော်ကမလဲရသေးဘူးဆိုတော့ discount နဲ့နောက်ထပ်10ချိန်လဲလိုက်ပါဗျာကုန်ကြမ်းဈေးရိတ်ကလည်း1050ဆိုတော့ထောက်ဝက်သက်သာတယ်ပေါ့နော် နောက်ပြီးဒီဘက်မှာကျတော့ပင်ကုန်တန်းသွားရေလည်းစိတ်မကောင်းစရာပါကိုကြိုက်တာကိုယူလို့မရပါဘူးဗျသူပေးတာပဲရတာပါခင်ဗျဒါကြောင့်မိတ်ဆွေတို့ကဒီ expand event မှာလဲမလားတပည့်11 event မှာ promo diamond တုံးပြီးကိုကြိုက်တဲ့ skin ကိုယူမလားဆိုတော့ကို comment မှာဝင်အောင်ပြောဆိုခဲ့ကြပါဦးဗျသူတို့အနေနဲ့ကတော့ပြင်လိုက်ပင်ကုန် event လေးဆိုကို waste ဆောင်းချောင်းချင်းနေတယ်ဗျဒါဆိုကိုကြိုက်ရတဲ့ကိုမရဘူးဗျာ ပေးစကင်ဆိုလည်းရှိပြီးသားပြန်ပေးရဒိုင်မန်ဒိုင်မွန်ရောနည်းနည်းပါတော့ကုန်ကြမှာဗျာနည်းနည်းတော့ပဲပြောမှဆိုဆောင်းမကုန်တော့ဘူးဗျာအဲ့လိုမျိုးပေးကုန်ပြီးမှစကင်များလည်းလူစီဒါဆိုနောက်ဝီဒီယိုမှာစကင်တပည့် level စကင်တကောင်ရဖို့ဒိုင်မွန်နဲ့ဆိုနဲ့ဘလို့ရမှဆိုတော့ကိုတင်ပြီးတော့မှဖြစ်လို့ channel လေးကို subscribe လေးလုပ်ပြီးကြပါဦးကျွန်တော်တို့တို့ပါပြန်တွေ့ကြတာပါ